င်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဆရာဖြိုတိဟာရဲ့ရလက်ထွက်တဲ့သူဖြစ်ဖို့ဆိုတဲ့စောင်းပါလေးကိုဖတ်ပြပေးသွားမှာပါဘောလုံးနဲ့ပတ်သက်တဲ့ပွဲပြီးသုံးသက်ချက်တွေဖတ်ရင်ဖတ်ရင်စဉ်းစားမိလာတာတခုရှိပါတယ်ဆိုပါတော့မိပြတယောက်ကလူစားလဲလိုက်တယ်သူကတော့အကောင်းဆုံးဖြစ်မယ်ထင်တာကိုဆုံးဖြတ်ပြီးတော့လုပ်လိုက်တာပါဒါပေမဲ့ဒီကစားသမားကကိုသွင်းလိုက်လို့အသင်းကအနိုင်ရသွားတယ်ဆိုရင် ဒီနီးပြတော့တော်လိုက်တာဘလို့ဆုံးဖြတ်ချက်တွေမှန်တယ်ပေါ့အကယ်၍များသူကကိုကိုကိုတွင်းလိုက်တယ်သူ့ကြောင့်အသင်းကရှုံးနိမ်သွားတယ်ဆိုရင်တော့နီးပြကိုအပြစ်တင်ကြပါလိမ့်မယ်လူတစ်ယောက်အတွက်မဖြစ်မနေအရေးကြီးတဲ့အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခု career တစ်ခုကိုရွေးချယ်တဲ့အခါမှာလုံးနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်တွေချတဲ့အခါမှာလေဒီလိုပါပဲကိုကဘသူစကားမှနားမထောင်မင်း ကိုယုံကြည်ရာကိုဒီဇိုင်းမတ်မတ်လုပ်မယ်အောင်မြင်သွားတဲ့အခါမှာခမားဟာဝေဖန်မှုတွေကိုဂယုမစိုက်တတ်ဘူးကိုယုံကြည်ရာကိုလုပ်တယ်အဲ့ဒါကိုဖက်ရှင်နောက်ကိုပဲလိုက်လို့အောင်မြင်တယ်ဆိုပြီးစာအုပ်တွေက ရေးကြပါလိမ့်မယ်ရှုံးနိုင်သွားရင်တော့ခမားဟာတယူတန်နဲ့ဘသူအကြံပေးတာမှလက်မခံတတ်ဘူးစသဖြင့်ဝေဖန်မှုတွေရောက်လာလိမ့်မယ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်က အများစုတွေကနေဖောက်ထွက်လိုက်တယ် အောင်မြင်သွားရင် ကိုယ့်ကိုယ်အသေးစမ်းတည်ထွင်သူအဖြစ်နဲ့ချီးကျူးမယ်။ရှုံးနိမ်သွားရင်တော့အုံနောက်မရှိတဲ့သူအဖြစ်ကဲ့ရဲ့ကြမယ်။အောင်မြင်တဲ့အခါမှာစတီကျော့ဖြစ်ပြီးမအောင်မြင်တဲ့အခါကျတော့လူမသိသူမသိဘဝနဲ့ဆုံးသက်ရမယ်။အောင်မြင်သူတွေအကြောင်းရေးထားတဲ့တကြမ်းစာအုပ်တွေဆိုတာဒီသဘောပါပဲ။အောင်မြင်တာမြင်ပြီးမှ သူတို့ဖြတ်တန်းရလမ်းကြောင်းကိုနောက်ပြန်ဆွဲကြည့်ပြီးတော့ လူတွေအတိတ်တခုရအောင် ပြောပြနေကြတာပါပဲဒါကြောင့်တက်ကြမ်းတွေကိုဖတ်ကြည့်လိုက်ရင်တစ်ခုနဲ့တစ်ခုစန့်ကျင်နေတာတွေအများကြီးတွေ့ရပါလိမ့်မယ်ဆိုလိုတာကလူတွေဟာအသေးဖြက်ကြတဲ့အခါမှာရလက်ကိုပဲကြည့်ကြတယ်။ကြောင်ဖြူတာမဲတာအရေးမကြီးဘူး။ကြွက်မိဖို့သာလူရင်းဆိုတာမျိုးပေါ့။အဲ့ဒီတော့ရှင်းပါတယ်။လူတွေရဲ့ဝေဖန်ပြစ်တင်တဲ့ပါဇက်တွေကိုမမိမိအောင်ဖမ်းလာတဲ့ကြွက်တွေနဲ့ပဲ ပိတ်လို့ရလိမ့်မယ်။ဒါဖြင့်အောင်မြင်ပြီးရောလား။ဘသူတည်တည်မတည်မာရင်ဆိုတဲ့စိတ်တမျိုးနဲ့တစ်တွေခုတ်လက်တွေပေးခရိုနီတွေလုတ်ပြီးတော့လက်ဖြားငွေသည်လောက်ချင်ရလောက်ခွင့်ရနေရင်ရောပြောမှာလား။စပွန်ဆာတွေရှာသူများမိသားစုပြိုကွဲခြင်းကွဲပါစေ။နာမည်ကြီးဖို့ဘာမဆိုလုတ်ရင်အောင်မြင်လာတဲ့မင်းသမီးတစ်ယောက်ကကိုဆိုရင်ရောဘလို့နေမလဲ။ပြောတဲ့သူရှိမယ် အပျော်တဲ့သူလည်းရှိပါမယ်။ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်တန်ဖိုးထားတာချင်းမတူလို့ပါပဲ။ကိုဘာကိုတန်ဖိုးထားတယ်လဲဆိုတာကကိုရှင်တန်ကြီးပြင်းရာပတ်ဝန်းကျင်အခက်တဲ့စာအုပ်တွေဒါတွေနဲ့လည်းသက်ဆိုင်ပါလေ။ငငယ်ကလေးကမိဘမဲ့ပြီးလမ်းပေါ်မှာကျင်လေခဲ့ရတဲ့သူတယောက်အတွက်သူရှင်တန်ရေးတာအဓိကပါပဲ။ယူတာဖို့အများကိုညှတာဖို့တွေသူကောင်းထဲမှာရှိခြင်းမှ ရှိပါလိမ့်မယ်။ ယတစာပေတွေကနေတစင်အများအကျိုးပြုနိုင်မှုကိုတန်မိုးထားတတ်လာသူကလည်းသူ့ရဲ့အလုတ်ကိုင်ကိုရွေးချယ်တဲ့အခါမှာဆရာဝန်လိုចောင်းဆရာလိုအလုံမျိုးကိုရွေးမှာပါပဲသူ့ကိုဝင်းဝေးတိထက်ပိုကောင်းအလုံမျိုးတွေလုတ်ပါသွားပြောလို့လည်းမရပါဘူးဒီလိုပါပဲယူတာမှုကိုတန်မိုးထားတဲ့သူကလည်းမယူတာရင်သူဘာမှမလုပ်ဘူးအောင်မြင်မှုအတွက်နဲ့အများကိုချမနေဘူး ဘာလို့လဲဆိုတော့သူတစ်ပါးအမြင်မှာအောင်မြင်လာလေအဲ့ဒီအောင်မြင်မှုတွေကိုပျော်ရွှင်ရမှာမဟုတ်လို့ပါပဲဒါကြောင့်အောင်မြင်မှုဆိုတာတော့မှန်ပြီမေဒီအောင်မြင်မှုဟာကိုတံမိုးထားတဲ့အရာတွေကိုချင်ဟက်နေဖို့လေလိုပါတယ်အ ਨੇ စုံတော့စန့်ကျင်ဘက်မဖြစ်ဖို့လိုမေမဟုတ်ရင်အဲ့ဒီအောင်မြင်မှုကအရသာရှိမှာမဟုတ်ပါဘူးဘသူနဲ့မှလည်းသွားတိုင်းမနေပါနဲ့သူလည်းသူ့တံပိုးနဲ့သူ ကိုလည်းကိုတန်ဖို့နဲ့ကိုပါပဲနောက်တစ်ခုကခုနကပြောတဲ့နီးပြဥမာစီပြန်သွားရမယ်ဆိုရင် နီးပြတယောက်ချမှတ်လိုက်တဲ့ viewer ဟာမှန်မှန်မှန်ဆိုတာကို ပွဲရလက်နဲ့တိုင်းနေနိုင်ရင်ချီချူးခံရမယ်ရှုံးနေရင်တော့ဝေဖန်ခံရမယ်ဒီနေရာမှာစဉ်းစားစရာဖြစ်လာပါတယ်နီးပြတိုင်းကတော့အကောင်းဆုံးဖြစ်မယ်ထင်တာကိုပဲလောက်ကြတာပါပဲနီးပြတိုင်းလည်းမှားဘူးကြတာပါပဲဒီထဲကမှာ အမားအနည်းဆုံးတချို့ကအောင်မြင်တဲ့နီးပြားတွေဖြစ်နာမည်ကြီးလာတယ်။ဒါဖြစ်ရင်ဆုံးဖြတ်ချက်မှန်ဖို့ဘာလိုပါသလဲ။အလိုအဆုံနှစ်ခုကို ပြောပါဆိုရင်တော့ vision နဲ့ information ပါပဲ။ Bill Gates တို့ Steve Jobs တို့ဖြစ်လာတာအနာဂတ်မှာဘာဖြစ်လာနိုင်လဲဆိုတာကိုကြုံမြင်နိုင်လို့ပါပဲ။နောက်တစ်ခုကတရင်အချက်လက်ပါ။မင်းကလေးတရားကိုယ့်ကိုချစ်ခွင့်လာပန်သူကို အဖြေပြန်ပေးတာနဲ့ပဲစဉ်းစားကြည့်ပါသူ့ရဲ့အကြောင်းများများသိလေကို့ဆုံးဖြတ်ချက်မမားလေပါပဲတန်ဖိုးထားမှုပေါ်ခြေခံပြီးတော့ရွေးချယ်မှုတွေဆုံးဖြတ်ချက်တွေဖြစ်လာတယ်အဲ့ဒီကနေမှရလက်တွေထွက်လာတယ်အဲ့ဒီထွက်လာတဲ့ရလက်ပေါ်မူတည်ပြီးတော့အောင်မြင်သူလားကြာရှုံးသူလားဆိုတာကိုလူတွေကတစိုက်ကကြလိမ့်မယ်နိုင်ရင်ချီးကျူးမယ်ရှုံးရင်ဝေဖန်မယ်ပြောရရင် ဒါလူတိုင်းကြုံရတဲ့လောကဓာတ်မှာပဲပြောရရင်ဝေဘာနာချီးကျူးတာက သူတို့အလုပ်ကိုယ့်အလုပ်ကတော့အကောင်းဆုံးဖြစ်မယ်ထင်တာကိုပဲရွေးချယ်နိုင်ဖို့ပါပဲအဲ့ဒီရွေးချယ်မှုတွေကပဲကိုယ့်နာမည်ဘလို့ကြံခဲ့မှာလဲဆိုတာကိုအဆုံးအဖြတ်ပေးမှာပါဒါကြောင့်ရွေးချယ်မှုတစ်ခုလုပ်တိုင်းမှာအ ਨੇ ဆုံးတော့ဒီ၃ချက်ကိုအမြဲတည်းရပါ ကိုဘာကိုတန်ဖိုးထားတယ်လဲဆိုတဲ့ value ရဲ့ ခေတ်ကဘာဖြစ်လာနိုင်လဲဆိုတဲ့ vision ရယ်နဲ့သတင်းအချက်လက် information ရယ်ပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကတော့ဆရာဖြိုတီဟာရဲ့ရလက်ထွက်တဲ့သူဖြစ်ဖို့ဆိုတဲ့စောင်းပါလေးကိုဖတ်ပြပေးသွားတာပါ။မိတ်ဆွေရဲ့ခံစားသိမြင်တော်မူကိုလည်း comment မှာမှတ်ချက်ရေးသွားနိုင်ပါတယ်။နောက်နေ့များမှာလည်းကောင်းမွန်တဲ့စာစကားစုတွေရှားဖွေဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒီစောင်းပါလေးကိုကျန်နေတဲ့သူဆိုရင် လိုက်နေရှယ်ထုတ်ပေးနိုင်ပါတယ်အဆုံးထိနားထောင်ပေးတဲ့မိတ်ဆွေကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ